ေးဇူးပါခင်ဗျာခေးပေးသုံးဆောင်ပါဟုတ်တဒါဒါဟောကျွန်တော်ဒီဂျမင်းနိုင်လေးကကျွန်တော်ဘဝရဲ့ဒါတစ်စချိုးပြောင်းလဲမှာရှင်းလာဆိုတဲ့အတိုင်းတာတစ်ခုမှာကဟိုပြန်ထည့်ရတာကြီးများတယ်ဗျအဆိုင်မှာနော်နောက်တစ်ခါလာမှာလားလာခဲ့မယ်โอเคတကယ်လို့ဝယ်နိုင်မယ်ဆိုရင်တော့ကျွန်တော်အဲ့လိုမျိုး installment လို့ပါတော့ပဲအဲ့လိုမျိုးဘူလောတယ်တော့မဖြစ်နိုင်ပြပါဘူးဟုတ်ဘာဖြစ်ပါ့မလဲဒါဟိုစူးစမ်းနေတော့မှာနောက်စင်ပြေနော်ဟုတ်ကဲ့ပြေးပါလေ တယ်ရောကိုပါလုတ်တဲ့အလုပ်ကိုချစ်ပြီးတော့တေချာလေးစူးစမ်းလာတဲ့ခါမှာအခုဟိုဒမင်းရှင်နေနေစီဒီကကဖြစ်တဲ့ဆိုင်လေးဆိုင်ဖြစ်လာခဲ့ပြီအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပြုပြည့်စုံပါကျွန်တော်တို့ဂျူဝါပါကျွန်တော်အခုလာမယ်ဒီဇင်ဘာလ2ရက်နေ့ကနေဒီဇင်ဘာလ5ရက်နေ့အထိဟိုချစ်ရတဲ့ Cherry မြေတောင်ကြီးမြို့မှာ SP Jump ရဲ့ကြောင်းမြတ်လက်ဝေရနာ ရောင်းချပွဲကြီးကိုကြီးကြေခမ်းနားစွာကျင်းပသွားဖို့ရှိပါတယ် ဟုတ်ပါတယ်အယောင်ပြပွဲကိုတော့တောင်ကြီးမြို့ရဲ့ Jasmine Hotel မှာဒီဇင်ဘာလ3ရက်နေ့ကနေ9ရက်နေ့ထိပြုလုပ်ကျင်းပပေါ်မှာဖြစ်ပြီးတော့ ချိန်အပြည့်ဆိုလို့ရှိရင်မနေ့9နိုင်ရနေညနေ9နိုင်ထိဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့တော့နိုင်ငံကျော်အမှုပြညာရှင်ပေါင်းများစွာနဲ့ဖြောပြတင်ဆက်မှုအစီအစဉ်တွေကိုတော့ကျွန်တော်တောင်ကြီးမြို့ City Square Area မှာဒီဇင်ဘာလ3ရက်နေ့ရဒီဇင်ဘာလ3ရက်နေ့မှာကျင်းပသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်အားလုံးကိုကျွန်တော်ချေရတဲ့ Cherry Media သူတွေနဲ့ဆုံတွေ့ကြပါတယ်အချိန်လေးရရဆိုလို့ရှိရင်အားလုံးနဲ့ဆုံရအောင်လို့လာခဲ့ဖို့ကျွန်တော်တို့နေချစ်ခင်စွာနဲ့ဖိတ်ခေါ်ပါတယ်ခင်ဗျာအားလုံးဖိတ်ခေါ်ပါတယ်ခင်ဗျာ ော်ကျွန်တော်ဒီသမင်းနိုင်လေးကကျွန်တော်ဘဝရဲ့ဒါတစ်စချိုးပြောင်းလဲမှာကျွန်တော်ခက်ခဲတွေ့တဲ့ခါမှာဒါဟိုဆက်လိုက်ရင်ဆက်တင်ပြီးတော့ဒါစီးပွားရေးလေးလှုပ်လိုက်တယ်လှုပ်လိုက်တဲ့ခါမှာလည်းကျွန်တော်တို့အကောင်းဆုံးနဲ့အဆင်ပြေဆုံးအောင်ကျွန်တော်ကြိုးစားတယ်အဆင်ပြေလာတယ်ပြီးရင်ကျွန်တော်တို့သမင်းနိုင်အတွက်ထပ်ပြီးတော့ကျွန်တော်ရေရှည်အောင်မြင်ဖို့အတွက်ဆိုရင်အဲဘလူတွေစူးစမ်းရမယ်ဘလူတွေပြင်ဆင်ရမယ်ဆိုတာမျိုးကိုကျွန်တော်တို့တေချာလေးကျွန်တော်ဒါရှစ်လလည်းရှိလာပြီဆိုတော့တည်လာပြီအဲ့ဒီအတွက်လည်း ကျွန်တော်တို့ဆိုင်လေးကိုအခုလိုမျိုး၈လတက်တန်းအထိကို ကြာအောင်လို့လာရောက်ချစ်ခင်အားပေးတဲ့ကျွန်တော်ရဲ့သမီးရှင်တူတယောက်တိုင်းတော့ကျွန်တော်တကယ်ကိုကျေးဇူးလှည့်လိုက်လေလေတင်ပါတယ်ရှုံးတဲ့အမျက်ဆိုတော့စီးပွားရေးကဘေးစီးပွားရေးမှာဆိုရှိတယ်အဲ့ဒါကိုကိုကကြည်ယူနေရင်လို့လည်းမရအောင်အရှုံးလည်းရှိမယ်အမျက်လည်းရှိမယ်အမျက်နဲ့အရှုံးနဲ့ရက်ကလေးတွေဖားလိုက်ရင်သူ့အဆင်ပြေသွားတာပဲဟုတ်အဲ့တော့ကိုကအဲ့လိုအမြဲတမ်းအဆင်ပြေနေအောင်လို့ဆိုတာကကိုယ်ဆိုင်မှာဘာတွေလိုရလဲအဲဒါဆုံးဆိုတာဘာတွေအကြံပေးသွားလဲ အဲ့အကြံပေးသွားတာဟိုဟာနောက်ပတ်မှလုပ်မှာဆိုတော့မျိုးမဟုတ်ဘဲနဲ့ချက်ချင်းညကြရင်အစည်းအဝေးလုပ်ပြီးတော့အဲ့လိုအပ်နေတာဘာကြောင့်လိုအပ်တာလဲဖြေရှာပြီးအဲ့ဒါကိုပြင်ဆင်နောက်ရက်မှာချက်ချင်းပြင်ဆင်တနေ့တစ်ခုတနေ့တစ်ခုတနေ့တစ်ခုအဲ့အဲ့ဒါလေးကိုပြင်ဆင်ပြင်ဆင်ရင်းနဲ့အခုတရားလောက်ပြည့်သွားတော့ရက်တရားမှာအခုတရားကကိုယ့်အတွက်မရှိတော့အဲ့ရရင်အားလုံးစင်ပြေလာတော့နှက်ကိုယ်ကိုအလိုကြီးပဲမဟုတ်ဘူးအပေးကြီးပဲလည်းမရဘူးအယူကြီးပဲလည်းမရဘူး မြတ်တောင်လို့တဲ့ခါမှာအဆင်ပြေလာတာပါဟုတ်ဟောကျွန်တော်ညီလေးတွေသူနှစ်ယောက်ရှိတယ်အဲ့နှစ်ယောက်ဆိုတော့ကျွန်တော်ဆိုင်မှာတကယ်ပေါ်မှာညာလည်းယုံနဲ့ဘယ်လည်းယုံလို့ပဲကျွန်တော်အဖေနဲ့အမေကတော့ကျွန်တော်ဘွားကြီးတစ်ခုပါပဲအဲသူတို့နှစ်ယောက်ကလည်းဘေးနဲ့မေးလည်းနားမနေဘူးတကယ်ပေါ်မှာတောင်းစီအောင်နေရာလေးတွေအတီးတီးယူထားတယ်ကျွန်တော်ညီလေးနှစ်ယောက်ကလည်းတောင်းစီအောင်နေရာအတီးတီးယူထားတယ်အခုဆိုရင်ကျွန်တော်အပြင်မှာဒါရုပ်ရှင် ထွက်ရိုက်နေတဲ့အခါမျိုးတွေဆိုရင်လည်းကျွန်တော်လွတ်ထားလို့ရတယ်။ကျွန်တော်ဆိုင်မှာဖိတ်ချလို့ရတယ်နော်။ဖိတ်ချလို့ရတယ်ဘာလို့ဆိုတော့ကျွန်တော်ဆိုင်ကကလေးတွေအားလုံးကလည်းချစ်စရာတိတ်ကောင်းတယ်။ကျွန်တော်ပြောထားတဲ့အတိုင်းပဲကျွန်တော်မရှိရင်လည်းဒီလာတဲ့ဖားသုံးသူကျွန်တော်ရဲ့ဒမိတ်ရှင်တွေတယောက်ချင်းတွေတောင်တကယ်ဘုံမဖော်ဖော်ယူရင်လည်းဆက်ဆံနေအငြင်းတန်းအော်ဆိုင်ရကလေးတွေတော်ကြတယ်ဆိုင်ရကလေးလေးတွေတော်ကြတယ်အဲကျွန်တော်တို့လို့ပေါ်ကိုင်းပဲလေးတွေတော်ကြရဆိုရပြန်ပြောတဲ့ခါမှာကျွန်တော်လိမ်လဲလိမ်ပါတယ်နော်ဟုတ်ပါဗျ မင်္ဂလာပါဗျာတော့ချက်ပြုတ်တဲ့ဘိုင်းမှာလည်းအဲ့လိုပဲအကူတွေဦးလေးတွေအန်တီတွေတကယ်ဟိုးမှာကျွန်တော်လွတ်ထားလို့ရအောင်လို့သူတို့ကကောင်းမွန်လေးလုပ်အဲ့တော့ကျွန်တော်တို့ဘက်ကလည်းသူတို့ကိုမြစ်တာအပြည့်အဝပြန်ပေးထားတာဖြစ်တဲ့အတွက်သူတို့ဘက်ကလည်းကျွန်တော်ကိုမြစ်တာပြန်ပေးသလိုကျွန်တော်စီကိုစားလာစားတော့နဲ့ကျေးဇူးရှင်တွေကိုလည်းမြစ်တာအပြည့်အဝပြန်ပေးနေတိုင်းတိုးနေတာပဲကျွန်တော်ကကို့အိမ်မှာထမင်းလာစားရတယ်လို့ပဲကျွန်တော်တို့ကဒီနေ့ရှင်းရမလဲပြန်ရှင်းမတူဘူး အစမ်းပြားလေးတွေဖြစ်တယ်အစမ်းပြားပြားလေးအဲ့လိုမျိုးလေးယာစီပေါ်သားလေးတွေအဲ့လိုမျိုးလေးအများကြီးတွေလောက်ထားပါတယ်ဟုတ်ငါရှင်းလာဆိုတဲ့တိုင်းတာတစ်ခုမှာကဟိုပြန်ထည့်ရတာတွေများတယ်ဗျအစမ်းပါနော်အဲ့မှာပြန်ထားရတယ်များတယ်ဟိုအဲကွန်းလေးလိုရင်လည်းထည့်ရပြန်ရောဒါလေးလိုရင်လည်းထည့်ရပြန်ရောအခုဆိုရင်ကျွန်တော်အဲကွန်းလေးတော့အများကြီးထည့်ထားရတယ်အဲ့လိုမျိုးပေါ့နော်အေအေကန်လေးဖြစ်စီနေတာဟုတ်အဲ့လိုမျိုးရတော့စုနေတော့မှာပဲဘာဖြစ်နော်တကယ်လို့ဝယ်နိုင်မယ်ဆိုရင်တော့ကျွန်တော်အဲ့လိုမျိုး installment လို့ပါလို့ပဲအဲ့လိုမျိုးဘူလောတယ်တော့မဖြစ်နိုင်သေးပါဘူးဟုတ် ဘာဖြစ်ပေါ်တာဟုတ်ကဲ့စူးစမ်းနေတော့မှာဒီကနေ့တခုကအဲ့လောက်ကြီးလာတခုတည်းနေတော့မဖြစ်နိုင်ဘူးဗျဟုတ်အဲ့တော့ဒီရှည်တော့ဟိုဖိတ်ရှည်ရတယ်ဗျဟုတ်အဲ့တော့ခွန်အားတွေအကြောင်းလို့လည်းအခုဆိုင်တခုဖွင့်ခဲ့ပြီးပြီအဲ့တော့ကျွန်တော်တို့အများကြီးစူးစမ်းခဲ့ပြီးပြီစူးစမ်းခဲ့ပြီးပြီစိတ်ရောကိုယ်ပါလုတ်တဲ့အလုပ်ကိုချစ်ပြီးတော့တေချာလေးစူးစမ်းလာတဲ့ခါမှာအခုဟိုဒမင်းရှင်နေနဲ့စီဒီကကဖြစ်တဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်လာခဲ့ပြီဟုတ်ဟုတ်ကဲ့ပါကျွန်တော်ရိုးရိုးရင်ကလေးကအားပေးနေတယ်ကြောက်ရတယ်ဓမင်းရှင်လေးပြည့်သက်တွေအားလုံး ျွန်တော်တို့ဆိုင်လေးကိုကျွန်တော်တို့ချစ်လို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ဆိုင်လေးကိုသဘောကျလို့ပဲဖြစ်ဖြစ်လာရောက်အားပေးနေကျွန်တော်ရဲ့ commission တွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံပါစေခေါင်းကျိုးလို့ရင်ကတလုံးလုံးကနေပြည့်စုံပါစေအသက်ရှူတိုင်းဝေးလေးဝင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ